အားလုံးမင်္ဂလာပါဒီကနေ့မှာလဲကျွန်တော်ရောင်းဝယ်စာချုပ်အဆင့်ဆင့်ချုပ်ဆိုရမယ်အနေထားမှာကျွန်တော်ဗီဒီယိုရိုက်ပြီးတင်ထားတဲ့အောက်မှာကွန်မန့်လေးတခုတွေ့တယ်ပေါ့နော်ကွန်မန့်ပန်ရှင်ကိုတားကြီးဖြစ်ပါတယ်သူမေးရတဲ့မေးခွန်းကတော့သူတို့အိမ်ကမိသားစု အမွေဆိုင်ပိုင်တဲ့အိမ်ကို အကိုကြီးဖြစ်သူကနေပြီးတော့မှသူမဆုံးခင်လာပိုင်းလိုမှညီမလေးတယောက်ကို စာချုပ်စာရမှုရင်းနဲ့အကုန်လွှဲပြီးတော့မှအခဲ့တာပေါ့နော်အဲ့ဒါကို အညီမလေးကနေပြီးကြောင်းချတဲ့ဟာကိုအချားညီပေါင်ငယ်တယောက်ကဝင်ရောက်ဒီရောင်းဝယ်ကိုတားဆီးတယ်လို့ကွန်မန့်မှာမိန့်ထားတဲ့ဟာလေးပေါ့နော်မှန်ပါတယ်ကျွန်တော်တို့အမွေဆိုင်နေမှာကရှိတဲ့ညီကိုမောင်နှမတွေအားလုံးခွဲဝေမှုပုံစံတစ်ခုကိုညှိနှိုင်းပြီးမှအားလုံးတဘောတူညီမှုရရှိပြီးတော့မှအားလုံးတဘောတူလက်မှတ်ထိုးပြီးတော့မှရောင်းလို့ရမှာဖြစ်ပါတယ်အူးတယောက်ကိုမှခြံလှမ်းထားလို့မရပါဘူးဆုံးမသွားတဲ့ ညီကိုမောင်နှမရဲ့ရှင်းရင်တော့မှသူတို့ရဲ့သားသမီးတွေပေါ်ထိအမွေတက်ရောက်ပါတယ်ဒီအကြောင်းအရာတွေကဒီဆရာဦးကျော်စီကရေးထားတဲ့အမွေဆက်ခံကြမိသူများနဲ့တက်ဆိုင်တော့ညွန်ပြချက်များဆိုတဲ့စာအုပ်မှာအသေးစိတ်လေ့လာဖတ်ရှုနိုင်ပါတယ်ကျွန်တော်အမွေဆိုင်မှာကသူ့တယောက်ကိုမှခြံလှမ်းထားလို့မရပါဘူးတေချာတဲ့ညီနိုင်မှုပုံစံတွေရှိပြီးတော့မှတဘောတူညီမှု ရရှိပြီးအားလုံးတဘောတူတူညီညီလက်မှတ်ရေးထိုးမှဒါရောင်းချပိုင်ခွင့်ရှိပါတော့မဟုတ်လို့ရှိရင်တော့ခြံလက်ထားခံရတဲ့လူကကန့်ကွက်ပိုင်ခွင့်ရှိပါတယ်ဒီအဖြေလေးကအားလုံးအတွက်အကျိုးရှိမယ်ဆိုရင်ကျေးဇူးပြု၍ပြန်လည်မျှဝေပေးပါကျေးဇူးပေးသူတယောက်တစ်ချင်းစီကိုလည်းကျေးဇူးထူးတင်ပါတယ်